Freedom for Future Channel မှာအပင်းနေကြတဲ့ချစ်တော်ရအောင်မင်္ဂလာပါရှင်။ကျုပ်ကပါကျုပ်ကကဒီနေ့မှာတော့ဆင်မမီချံဝေးရေးသားထားတဲ့နှင်းစီရင်တို့ကာကုန်ခြင်းဆိုတဲ့ဝတ္ထုတို့များစာအုပ်ထဲကနောက်ထပ်ဝတ္ထုတို့အမည်အသစ်တပုံပေါ့နော်။ဖပြပေးတော်ပါမယ်ရှင်။ဝတ္ထုတို့လေးရဲ့ကောင်းစဉ်ကတော့ thisandrit.org thisandrit ဆိုတာကတော့ပါဠိစာလေးပေါ့နော်။သူကတော့ဒီပௌရဘာသာမှာဆိုလို့ရှိရင်နော် သာသနာမထွန်ကားတဲ့အရက်မနေတဲ့နဲ့အရက်ဆိုပြီးပေါ့နော်ဟိုဘုရားရှိခိုးတဲ့ကရက်ပြည့်ရှိပိုင်းမှာပါတဲ့တပါပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ဘုဂုတ္တတာအနေနဲ့ပြောပြပေးရပါဒါဆိုရင်ပစ္စံတရစ်တော်လေးကိုဖတ်သွားပါမယ်စန္ဒရတော် ဆောင်းမူပုံကြားတွင်ကောင်းတိုးအလုံများနေခြင်းစပွဲရှိမှာယုတ်တည့်ရလာရလိုက်တော်လူရဲ့ကြောင့်မော့ကြည့်လိုက်တော့တမိဖြစ်နေသည်တမိကသူစတိုင်တိုင်းကြီးတိုင်းကြီးကလေးနဲ့မောင်မီရှိကို ပေါပေါပါပါတွဲဝစ်ထားသည်ပခုံးမှာတော့လက်ကိုဆက်လက်တိုင်းလွယ်လို့တမိကိုမြင်တော့ကျမအံ့ဩသွားသည်အိမ်တော်ကြကစားတမိနဲ့အမေ ကိစ္စတူမရှိလျင်မစုံဖြစ်ကြပြောစရာရှိလျင်ဖုန်းနဲ့ပြောနေကြ အခုတကူးတကလောက်ခွင်နေလာသေးဆိုတော့တမိပါကိစ္စမမေမထွက်သေးဘူးလားကျမအမေပင်မဆုံးတမိကပြန်မေးနေသည်ဘာလဲရင်တမိမမေမထွက်သေးဘူးလားတမိတော့ထွက်တော့မယ်ဒီတော့မှတမိပါဆိုလိုတာလဲကျမသဘောပေါက်သွားသည်အမေထောက်လို့မဖြစ်သေးဘူးသမီးရဲ့တခုခုဆိုရင် အလုပ်တိုက်ပိတ်ခံရရင် အမေနောက်မှာသမီးကိုကွဲမဲ့သူတွေအများကြီးသမီးတော့ထွက်တော့မယ်မေမေတိမခံနိုင်တော့ ူတို့တန်ဃာတော်တွေကိုဒီလောက်တောင်ရိုင်းနေတာမမေတိတာနဲ့ကျမကိုကိုကိုအားမရမှုများစွာနဲ့တမီးဤရဲရင်နေဆွေးတော်တွေကိုလမ်းမြင်လိုက်ရသည်ကဲစူးလီကိုမမေလိုက်ပုံမဲတမီးအတွက်ပါလို့သေးလဲမလို့ပါဘူးလွဲ့ထဲမှာပေါင်မုန်းနေရှိဘူးပါပါတယ်အလောက်တိုက်မှစင်းကစူးလီပဲရှောက်လာကြတော့တမီးကအစမ်းနာစောနေသည်ထင်ရှေ့မှခြေလမ်းတွေတွက်နေသည်ကျမကတမီးလှူရှားမှုကိုကျင်းနေတယ်လို့ တမီးလှုပ်ချင်တာလှုပ်ဖို့အလိုလိုက်ပေးရှာသူတမက်ဖြစ်သူကိုလည်းစိတ်ထဲမှာလမ်းပြီးကျေးဇူးတင်နေမိသည်စုလေရောက်တော့သွားပြီမမေခုနှုတ်ဆက်ခါတစ်ဖက်လမ်းသို့ကူပြီးရောနှော၍ရှာသွားတော့သည်ယခုမှကျမတစုံတရာကိုတရိယာစွာတမီးရှိရာတစ်ဖက်လမ်းစီသို့အလျင်မြန်ပြေးလိုက်သွားမိသည်တစ်ဖက်လမ်းရောက်တော့တမီးခန္ဓာကိုတေးသေးလေးကိုလူအောင်ကြတဲ့အတော်ရှာယူရသည်တော်ပါသေးရဲ့ လူရန်ကြီးရွေလျာနော်နေနေပြီလို့ကျမသမီးကိုမြင်သည်နဲ့သမီးတတိထာနော်ဒီနေ့ပြိမ့်မိတ်ပေးထားတယ်သမီးကောင်းနေရင်လူအုပ်ချင်းနဲ့ပါသွားတော့သည်ကျမနေရာမှာရက်တန့်ကြံရင်ရင်88ရေခင်းကာလတုန်းကသမီးပဲရွယ်ပါလေဟု ကျမတွင်းနေမိသည်ဒီတော့ကသမီး9နှစ်ရှိနေသမီးရွယ်ကလေးငယ်ပေမဲ့ထက်မြက်တွက်လက်သူကလေးမို့အရာရာတည်တံ့နေပြီ။ ကျမကံယောရက်မြို့ကလေးဤအထက်တန်းကျောင်းတစ်ကျောင်းမှာတာဝန်ထမ်းဆောင်နေစဉ်ရှင်ကုံမှာကျောင်းသားတွေအုံကြွဆန္ဒပြတော့မယ်ရီကိုပါကူးဆန်လာသည်မင်းနဲ့ပြန်ဆိုမြို့ကကျောင်းတွေဆန္ဒပြမယ်တဲ့တရင်တွေပြန့်နေနေရာကျောင်းအုပ်ဆရာကြီးကအစီဝေးပွဲခေါ်ကဆရာဆရာမတွေကိုနေရာကျူတီချတော့သည်အတန်းမိုင်တွေကမိမိတန်းကိုထိန်းဘာသာရဆိုင်ရာတွေကကျူတီကြတဲ့နေရာမှာနေ သူများเจ้าကလာခေါ်ရင်ကို့เจ้าသားမပောင်းတဲ့ဒီလိုအကွက်ချထားသည်နောက်တနေ့ကျမတို့စိတ်လှုပ်ရှားစွာဆောင်နေကြသည်မျက်လုံးတွေကเจ้าမဦးတွင်ပေါက်စီနားတွေကအဝေးကပြန့်လွန့်လာမည်အတန်ပလန်များစီမနေ့9နာရီမတိုးတထိုးเจ้าတက်ခေါင်းလောက်ကြီးတော်မည်အချိန်ကလေးတွင်ကျွေးကြော်တန်သည်အဝေးမှမလားကျမတို့ကြောင်းအဆောက်အဦအဆောင်နှစ်ခုကြားမှပေါ်ထွက်လာသည်စင်ကြံလန်တိုင်း ကျောင်းသား၁၀ယောက်ခန့်អော်လာကြသည်ဆီယမ်မတွေတယောက်မျက်နှာတယောက်လှမ်းကြည့်မင်းသက်နေစင်မှာပင်ចောင်းကိုတပတ်ပတ်မိသွားသည်အတန်းတိုင်းမှចောင်းသားတွေပြေးထွက်ခါရှေ့မှသွားနေသူတွေနဲ့ပူပေါင်းကအတန်ပူချင်လာတော့သည်ဆီယမ်မတွေပြေးထွက်អော်ခေါ်တော့လဲဘသူမှမကြတော့တတိယကြိမ်ចောင်းကိုပတ်ပြီးတော့အခါမှာတော့အုတ်စည်းမနိုင်အောင်ကျွေးကြော်တန်တွေဟိန်ထွက်လာသည်ဤသို့မှမဟန့်တားနိုင်မီမှာပင်ចောင်းသားတို့ကြီးလမ်းမပေါ်ရောက်သွားတော့သည် အခြားကျောင်းကလာခေါ်လျင်မပအောင်ချင်းဆိုသောဆရာကြီးလဲကို့ကျောင်းကစဖြစ်တော့မဟန့်တာနိုင်ကျောင်းသားမိဘတွေချက်ချင်းရောက်လာကသူတို့ကလေးတွေနောက်ပြေးလိုက်သွားကြတော့ဤကျောင်းဝင်းတစ်ခုလုံးရုပ်ကြီးတိတ်ဆိတ်သွားလေသည်ဆရာတွေကတော့အိမ်ပြန်ခွင့်မရတောင်းဝင်ကြရနေရမှာပင်ဆက်နေနောက်တည့်ရဲ့ကျောင်းသားမရှိတော့ကျောင်းထဲမှာဆရာဆရာမတွေသာစတန်းဘိုင်းနဲ့ကျမတို့ကျောင်းမှာကျောင်းသားတွေ အခြားအတက်ကများနေပေါင်းကအတက်ကပြက်မှာတပိတ်စကန်ပွန်ထားသည်အချို့ကလေးတွေမိဘနောက်ပြန်လိုက်လာတော့လဲအများစုကမူမလိုက်နောက်ရက်တွင်မှာတပိတ်ကပုံမူကျဲပြန့်သွားကအဖွဲစီတီတီဌာနဆိုင်ရာများပါလမ်းပေါ်ရောက်လာတော့သည်တို့အထဲမှ လူရအများဆုံးမှာကုန်တင်ကုန်ချအလုတ်သမအဖွဲစီဖြစ်သည် အခြေအနေသည်ပုံမူရှုပ်ထွေးလာသည် ရဲကចောင်းသားတို့ကိုပြစ်တီနေက တမျိုးလုံး၆ချားနေသည်အတန်တွေကြားနေရသည်ဆရာတယောက်ဂျူတီကိုပြစ်ခါထွက်သွားပြီးတရင်ကိုစမီးနာသည်ပြန်လာတော့မျက်နာမကောင်းသူတို့ကတောင်ကုန်းမြစ်ပေါ်ကနေနေရပြီးဘာမှမပါတဲ့ကလေးတွေကိုပြစ်နေတာတယောက်ထီတယောက်ဆိုင်ကနေဝီကနေဝီကနေစေယုံကိုတဲသွားတာမြန်မမြန်ဘသူ့ကလေးတွေပါကုန်ပြီလဲမသိဘူး တန်ရာရသူတိကြမတိတော့လဲចောင်းသားတယောက်သေဆုံးသည် ထိုចောင်းသားလောင်းကိုအတက်ကတက်မှပြင်ဆင်ထားသည့်တရင်တွေကြားလာသည် ကုံတင်ကုံချလုတ်သမားတယောက်လဲသေသဖြင့်ထိုလောင်းကိုထမ်းပြီးမျိုးရဲလက်မယ်ဆိုတဲ့တရင်တွေပြန်လွင်နေသည်ကုံတင်ကုံချလုတ်သမားတွေမောင်ခိုရှာဖွေရေးခေါင်းဆောင်အိမ်တွေထဲဝင် ထိုးပွားမှွေနောက်စသဖြင့်အိမ်ရှင်တွေလက်လွတ်ထွက်ပြေးရတာမျိုးလဲရှိသည်ထိုသူများသည်မောင်ခိုတစ်ခစ်တွင် မောင်ခိုကိုင်းမြအပေါ်အုပ်စည်းထားပြီးတက္ကသိုလ်ကျောင်းသားကျောင်းသူများရန်ကုန်မော်လမြိုင်ကျောင်းများတို့အပြင်တင်မောနှင့်ဇေယိတ်ကျေယုံလေးများပစ္စည်းတည်သည့်ကိုပင်နားလည်မှုမပေအရေးချုံမျိုးချစ်စိတ်ဓာတ်များနှင့်တွေ့သည့်ပစ္စည်းပြည်သူဗန္နာဖြစ်စေခဲ့သူများဖြစ်သည်ပြီးတော့ကျောင်းသားတို့ကလည်းခဲမကျင်းအခွင့်သာတော့ဆွင့်ကြီးဝင်လောင်ကြတော့သည်ထိုသူတို့အိမ်မော်တက်တွေ့သည့်ပစ္စည်းပြည့်စည်မိယာရေချောင်းနှင့်ပစ်ချမိသားစုမုံပုံးတွေထိုးပါ တကြားလုံးတွေထုတ်ပေါက်လက်မပေါ်မှာဆန်ပေါက်ပေါက်ကျဲတယ်လို့ကျဲတော်သည်ဒုတိယရန်အရွယ်သမီးသည်အမေเจ้าမှဂျူတီဆောင်လျင်လိုက်စားအမေလက်မပေါ်ထွက်တော့သူလဲလိုက်ထွက်သမီးဖေဖေသည်တာဝန်နဲ့မော်လမြန်ရောက်နေရာသားမိတွေကြီးခြောက်ချားလိုက်တက်ကြွလိုက်ဂျောမန်ပွားလိုက်နဲ့အမေရက်တွေကုံဆုံးနေရသည်တကယ်တမ်းသမီးဖေဖေပြန်ရောက်လာတော့သူလဲအတော်ပင်ပန်းနွမ်းနေနေရရှိသည်မော်လမြိုင်မှာတော်တော်ကျန်းတယ် ကောင်းစီလူကြီးတွေအင်ကပါကြတကားတွေကိုကားမှာတန်ကျိုးချီပြီးဆွဲခွန်တာကိုလည်းဌာနဆိုင်ရာငွေတွေနဲ့ဘာလို့ရမှမသိဘူးအုတ်ချုပ်ရည်ရန်နေရာကရက်သွားပြီကိုယုံကြည်စိတ်ချရတဲ့ဥတင်ဆွေစီမှာငွေတွေအပ်ပြီးပြန်လာခဲ့ရတယ်မော်လမြိုင်ကလေရင်ရောဆက်လီရောမထွက်တော့ရန်ကုန်ကလေရင်တောင်နောက်ဆုံးထွက်တဲ့လေရင်ကိုမိလိုက်လို့မမို့ဆိုရန်ကုန်မှာပြိမ့်နေအောင်မယ်တမီးသည်88ရေခင်းကိုထိုးတော့မှတ်မှတ်တီတီကြုံခဲ့သည်ဖြစ်ရာ သမီးစိတ်ဓာတ်တွေရေကန်မြေကန်အားကောင်းနေရန်ဒူသည်အရေးကြုံတော့တက်လုံကောင်းနေရန်ဒူသည်ကျမသမီးပြုတ်မှုတွေအချိန်နဲ့စိတ်နဲ့အိမ်ပြန်ရောက်လာတော့သမီးဖေဖေကိုထို့အကြောင်းတွေပြောပြဖြစ်သည်ကောင်းနေသမီးဆုံးပြတ်တာမှန်တာပေါ့တို့ကတက်ရွယ်ရအမ်တန်မန်လျှော့နေရတာငယ်သူတွေရှည်ရန်ထွက်လာတာကောင်းနေဒါပေမဲ့ဒီလိုလောက်တာတဲ့အပွက်စီတစ်ခုခုကနေလှုပ်ရှားတာပိုကောင်းနေ ိုကျော်သူတို့ဆီယမတ်တမ်းမြောင်တို့ရွှေတော်မှာတန်ကားတော်တွေကိုဆွန့်ကန်နေတယ်မဟုတ်လားအဲ့ဒီမှာသွားပူပေါင်းပြီးလှုပ်ရှားရင်ပိုကောင်းတာပေါ့သမီးပြပေးပေးတော့မှတ်ချက်ဖြစ်သည်နောက်နေ့စူးလင်မီးပွားရဲ့ဤတွင် များပြားထူထပ်လာသောလူတို့ပြိသက်ကြီးအောင်ခဲနေသည်ဒီနေ့ရွှေကုံဖျားမှတန်ကားတော်တွေစူးလင်မှာလာပေါင်းပြီးဆိုသောတရင်စကားကြောင့်လူတို့ကြီးကလာဆောင်နေဟန်တူသည်တကယ်တမ်းကျတော့ကျမတီလည်းအလုတ်တိုင်မှာအလုတ်ဖြောင်းအောင်မလုပ်နိုင်ခင် ိတ်ခဲ့တယ်လဲနောက်ဆန်တငငင်းရှင်းနေမရှင်းမရှင်းတွားရအောင်မမရဲ့ဘာပဲဖြစ်ဖြစ်ကျမတို့လည်းပါဝင်တင်တယ်မပါဝင်နိုင်တဲ့အတိုင်းအားပေးတင်တယ်အစိုးရဝန်ထမ်းတွေတောင်းလမ်းမပေါ်ထွက်ခဲ့တဲ့ဖြင့်အချိန်ချင်းလက်မှတ်ထိုးခဲ့ရတော့ကျမတွေကဒီလောက်အေးခဲညံ့ပြင်းလာတည်တော့မဟုတ်ရန်ကုန်ရီဝနေသောဂျာနယ်လစ်မလေးအေမွန်ကတမင်ကိုတူတူဝင့်မှအရေးကြောင်းဆိုရင်တကယ်တမ်း ရှုလေကုန်းတရာအောင်ရောက်တော့လူတွေကြက်ခဲနေဒီမှာတိုးလို့မနိုင်ဟေးတို့ကုန်းတရာပေါ်တက်ကြမလားကျမဒီလိုဆိုတော့အေးမွန်ကချက်ချင်းပေးချသည်မဖြစ်ဘူးမပြစ်ကွန်းနဲ့ရောက်သွားမယ်ဒီလိုဆိုရင်ရှေ့တိုးမရသေးတူတူတော့လမ်းဘေးအုပ်ခုံတုံးတစ်ခုပေါ်တက်ရက်ကမျောကြည့်သည်ကိုယ့်ရဲ့တူတူနဲ့ဘာမှမမြင်ရလူစုလူဝေးကြီးကများတစ်ထက်များလာသည်အချိန်ကြာလာသည်နှင့်အမျှလုံလုံရွရွဆူဆူငင်ငင်တယောက်တပါး မြေတီတန်ကတော့လူပိတ်သက်မြရောက်မလာခင်တန်ကတော့ဒီဘက်လာလို့မရတော့ဘူးဟိုမှာရင်ပြစ်နေပြီပြစ်နေပြီတင်းစကားရောက်လာတော့လူတို့ပိတ်သက်ကကနာမငင်းအုံကြွစူညံလာဒီမှာအတန်တွေတော်ဝဝမြင်နေသည်စိုးလေဖျားသမားလူတို့ကြီးပြိုဆင်းလာသည်ဒီချိန်တွင် ကျမတို့နားတွေနဲ့စိမ့်ဆက်ကွာလန်းသောမြေဟင်းတန်တွေတရက်ဆက်ထွက်ပေါ်လာသည် အမကြီးအင်းမကကျမကိုအချက်ပြလိုက်ပြီဖြစ်သည် သူစောစောကပြောတော့အရေးအကြောင်းဆိုရင်သိုးသည့်စကားကိုသဘောပေါက်လိုက်သည်ကဘာပြက်မခံပြေးလွှားနေသောလူအုပ်ကြီးကြားတဲ့ပြေးလွှားရောပါနေရင်မှနှစ်ယောက်သားဆိုင်တဆိုင်အတွင်းသို့ရောက်သွားတော့သည်တတိထားကြည့်လိုက်တော့ကျမတို့လူလူတွေဆိုင်ထဲမှာအပြစ်ပါလားဆိုင်ရှင်ဖြစ်ဟန်တူတူက သူ့တန်တကားထူထူကြီးကိုဂျင်းကနေဆွဲချပေးလိုက်တော့သည်အပြစ်မှာဟန်ရများတယ်ဒီထဲမှာခဏနေကြအောင်မထွက်ကြနဲ့အောင် ြည်ရတာရှမ်းခေါက်ဆွေးဆိုင်ပြင်းပြီးတင်သည်လူတို့ကလူတို့စိတ်သက်ရှိပြီသာတဦးဒုက္ခရောက်လျင်တဦးကူညီမည်တဦးကြက်တဲတွေ့လျင်တဦးကယ်တင်စေမမည်ခက်ခဲကြမ်းရှာသော ဖြတ်တမ်းမှုက အချင်းချင်းကြားမှာအနှွေးတက်ကိုပြိုပေးနိုင်ခဲ့ပြီတန်ကားတော်ရီကိုယ်တော်မညာမတာပြစ်တဲ့ခေါင်းလေးမကြေဘူးကွာတက်ကတော်ចောင်းသားရွယ်လူငယ်လေးတယောက်နေရန်ကိုလက်သေးနဲ့ထိုးတော့တိုးအိုးတဲဟဲ့နဲ့ဆွဲသူကဆွဲ လွဲသူကလွဲလက်သီးဆုပ်သူကဆုပ်တက်ပြင်းမှုတ်သူကမော့အပြင်ဘက်မှာတတိုင်းတိုင်းအတန်တွေစုနေစေလူတွေပြေးလွှားအော်ဟစ်တန်တွေညံမစေဒေါသတောကတို့ဖြင့်ထုံမွန်းအပ်သောယင်သည်တတိန်တိန်ခုံလျက်ထူပူတုံရင်နေသောကိုကိုဒီငေအောင်စောက်တည်နေရသည်나이ဝက်ကန်ကြတော့ဆိုင်ရှင်ကသူ့ဆိုင်အနောက်တကားကိုဖွင့်ပေးသည်နောက်ဖေးကထလျင်အန်ရဲကင်းနိုင်သည်ဆိုသည့်သဘောကျမတို့နေရာကိုထူဆိုင်အနောက်ပေါက်မှထွက်လာတော့ ခက်လန့်လက်မှတပ်ပုံထင်းဝင်းကိုလှမ်းမြင်လိုက်သည်တရင်တော့တွေတပ်ပုံစရာတွေပေးကင်းပါရဲ့လားထုံညံ့နေကတရင်တရင်ခြေလမ်းများနဲ့အိမ်တို့မရောက်နိုင်လက်မှာကိစ္စတစ်ခုနဲ့မဂဇင်းတိုက်ဒရိုက်တို့ဝင်ရသည်ထိုမဂဇင်းတိုက်မှာလင်မယားနှစ်ယောက်စလုံးထုတ်ဝေသူအက်ဒီတာများဖြစ်ကြ၍အိမ်မှာပင်ရုံကန်းဖွင့်ထားခြင်းဖြစ်သည်ကျမရောက်တော့ရုံးချိန်မဟုတ်တော့၍တကမဟာတတတာဖွင့်ထားသည် တွင်းမြန်းကိုဝင်သွားတော့အမျိုးသမီးကကျမကိုစီးဖက်ခါဆီယမရေလာကြည့်ပါဦးအင်တာနက်မှာလာနေတာတန်ဃာရော်တွေကိုမှညာမတရက်ဆက်နေကြတာမြင်လို့ကြားလို့ကောင်းသေးရဲ့လားအမျိုးသမီးကပျော့ပျော့ဆူဆူပြုံးကနေငိုချလေသည်ယောက်ျားဖြစ်သူကတော့လက်သီးဆုပ်ကမေးကြောကြီးထောင်ထားအောင်အန်ကျိတ်ထားသည်ပုံတွေကအခုဖြစ်တာလားအရင်ရက်ကဖြစ်တာလားတေချာမသိရား ကျမလည်းဘာသားနဲ့ထူထားတာမို့ဒီလိုပုံတွေကြည့်ရမှာတယ်လေအမျိုးသမီးနဲ့တူရောငိုကဒီနေ့ကြုံတွေ့ရသောစူးလေအတွေ့အကြုံကို ပြောပြဖြစ်သည်မိုင်းရိုက်လိုက်ကြတာနော်မိုင်းရိုက်လိုက်ကြတာကြိတ်မနိုင်ခင်မရယူကြုံးမရမချစ်တင်ခဲမိတန်းနေသောထိုမဂဇင်းတိုက်ပိုင်းရှင်အက်ဒီတာလင်မယားနှစ်ယောက်စလုံးမှာမူဆလင်ဘာသာဝင်များဖြစ်ကြသည်အော်လူသားရင့်မြဝါရတွေလူသားတွေကြား မြင့်တွင်ရှင်သန်နေခြင်းကတော့အာရဝယ်ကောင်းလာကြသည်တကားတနေ့တနေ့ကနေရုံနှစ်ရက်ပိတ်ပြီးပြန်ဖွင့်တော့ဟိုနေ့ကရှင်နေမြို့ထဲမှာ ကက်ချောက်ချောင်းနိုင်လာ၏လုပ်ငန်းခွင်ရောက်တော့လဲလူတွေကစိတ်လက်မပါသလိုအလိုမပြည့်သလိုဟာတာတာနဲ့စိတ်လက်မကြည်ရသည်ထဲဥပမင်းမျက်နာမြင်တော့ပူဆိုးသွားသည်ဥပမင်းကဤလုပ်ငန်းကြီးတစ်ခုလုံးကိုစီရင်ခိုင်ဖြစ်သည်ခက်ရိုးရိုးခက်ကုတ်ကုတ်နေတတ်ပြီး ကိုနေဟန်ထားကလည်းပိန်ကိုင်းကိုင်းဖြစ်သည်အသက်မှာ60တော်တော်ကျော်နေပြီလုပ်ငန်းခွင်ထဲမှာဆိုပါကပြင်ဆင်ယူပြီးရွယ်ဖြစ်သည်ဥပမင်းပုံစံကကြက်ကြီးလဲလိန်ထားသလိုဘူတူတူငောင်ဆင်ဆင်မျက်စိမျက်နှာပြက်လျက်ဦးလေးဘာဖြစ်နေရလဲနေမကောင်းဘူးလားနေတော့ကောင်းမရဲ့တူမရဲ့စိတ်စိတ်မကောင်းတာပါစိတ်ဘာဖြစ်နေလို့လဲဦးလေးတသက်ဒီလိုဖြစ်မျိုးနဲ့တခါမှမကြုံဘူးအောင်ဗျာ ဒီမှာတူမိုင်။ဦးလေးနဲ့တချင်းကစင်းရင်ကရရှိတယောက်ပါ။အစိုးရဝန်ထမ်းတယောက်ပါ။အခုတက်ကလေးရလာတော့လူမလေးခွေးမခန့်။ဥပမင်းကဆက်ပြောလို့မထွက်တလို့တွေ့တွေ့ငင်းငင်းကြီးလုံနေသည်။အလုတ်တဲကလူတယောက်ယောက်ကများဥပမင်းကိုမထီမဲ့မြင်ဆက်ဆံလေသလား။ဒီလိုဆိုရင် ကျမမာလည်းအနည်းနဲ့အများတာဝန်ရှိသည်။ဦးလေးပြောပါဦး။ဦးလေးကိုဘယ်သူမယုံမသိဆက်ဆံတာလဲ ုံးမတင်ဆုံးမရအောင်မဂဇင်းဖွဲ့ကလားကြားနေဖွဲ့ကလားအဟုတ်မဟုတ်သေးပါဘူးတူမရင်အစအဆုံးပြောပြမှရင်လေတော့မှချင်ပါရဲ့ဒီနေ့ဦးလိန်ကနေအလုပ်ကိုထွက်လာတော့ကားမတိုင်မှာကားပေါ်ကဆင်ဆင်ချင်းလူမျိုးအနောက်ကပ်လာဦးလိန်လည်းပထမတော့ခပိုက်နိုင်ချင်လို့ချင်းကပ်လာတယ်ထင်နေတာသူတို့နှစ်ယောက်ကဦးလိန်ရဲ့တပတ်တစ်ချက်စီညှက်ပြီးဦးလိန်ကိုသူတို့ကင်မရာတွေကတပ်ပုံတပုံထုတ်ပြတယ်ပြီးတော့ဒီကိစ္စနည်းနည်းဆွေးနွေးချင်လို့လက်ဖက်ရည်ဆိုင်ကိုလိုက်ခဲ့ပါတဲ့ ဦးလေးလည်းအံ့အားတသင်းနဲ့ဘာပြောရမှန်းမသိသူတို့ခေါ်ရလက်ဖေးဆိုင်နဲ့ပါသွားတော့ပေါ့ဓပုံကဘာဓပုံလဲဦးလေးအဲ့ဒါပြောတာပေါ့အံ့ဩစရာဓပုံကဦးလေးဓပုံလေဦးလေးဓပုံကိုရိုက်ပြီးသူတို့ကဘာလုပ်มาတယ်တော့ဒီလိုတူမရေအဲဟိုနေ့ကစုလီမဦးလေးလည်းတွားကြည့်တယ်လေမမြင်ဘူးတော့ဘာရမဟုတ်တွားကြည့်တာပါချိနေတော့ပြုံးစုပြစ်တန်ကြတော့ပြေးတာပေါ့ လူဟုတ်ကြတယ်ကြည်နေတဲ့ပုံရောပြင်းနေတဲ့ပုံရောချင်းချင်းရှားရှားကြီးဗျာအဲ့ဒါအဲ့ဒါအဲ့ဒါဘာဖြစ်လဲဦးလေးရဲ့စူးနေမှာတော့ကြည်တာဘာစမ်းတာမဲ့လို့စမ်းနေတူမကြီးဒါခမည်းပုံမဟုတ်လားတဲ့ခမည်းအဲ့ဟိုနေကစမ်းနာပြသူတွေပါတယ်မဟုတ်လားကျုပ်တို့ကထောက်လန်းရေးတက်ကဒီမှာကျုပ်တို့ကပြားတယ်ခမည်းကိုဖမ်းလို့ရတယ်ဒီကိစ္စခမည်းဘလို့ဖြေရှင်းမလဲတဲ့ဟင်းဦးလေးကရှင်းပြပေါ့မရှင်းပြဘူးလား ဟာတို့မရင်လည်းဘယ်နေပါမလဲရှင်းပြတာပေါ့ကျုပ်ဆန္ဒပြသူတွေထဲမှာမပါဝင်တဲ့အကြောင်းရိုးရိုးရက်ကြည်တာသာဖြစ်တဲ့အကြောင်းထပ်ခါတည်းလဲလဲပေါ့မရဘူးတို့မရင်ဒီမှာတက်တည်ထောက်တာရှိနေပြီခမရကိုဖမ်းရလိမ့်မယ်တဲ့စကြောရအောင်ခမရဘလောက်နာမယ်မှတ်တယ်အပြင်းမပြေလောင်ရှင့်ရှင့်မရှင့်တော့ဥပမင်းတရားစကားမဆက်နိုင်ပြီ။နာကျင်ကြေကွဲနေသည် ဖြစ်မှဖြစ်ရပါလိမ့်။ အရာရာကြောက်တရားကြည့်ပြီးရူးရူးကုတ်ကုတ်နေသူစီကိုမှကျမရိုင်းကရရက်ဆက်ဆက်ဝင်ချလာလေသလားသူတို့ပြောတဲ့အပြင်းမပြေအောင်ရှင်းဆိုတာဦးမေးတိတာပေါ့ဝင်းညစ်နေပြီဆိုတာဒါနဲ့မလောက်ပါနဲ့ငါသူတို့ရင်ဦးလေးမှအသက်ကြီးပြီးအိုကြီးအိုမနဲ့မိသားစုဝင်ကြီးလွန်းလို့အလောက်ဆက်လုံနေရတာပါ ကျမကြီးလည်းကောင်းတာမဟုတ်ဘူးမလောက်ပါနဲ့မင်းတို့ပေးစရာကိုလည်းမရှိဆိုတော့တယောက်ကဦးလေးလက်ဆွဲကိုဆက်ကနေဆွဲယူဖွင့်တော့တာ အထက်မှာကတတိပံအပ်ခိုင်းထားတဲ့ငွေလေးစိမ်းရှိနေတာလေဒီငွေတွေဟာဦးလေးပိုင်ငွေမဟုတ်ဘူးတတိငွေဖြစ်တယ်ဒါမှရှိတော့ရင်ဦးလေးထမင်းကွက်မဲ့အကြောင်းရှစ်ခုမတက်တောင်းမှန်လို့မကတောင်းမှန်လို့နောက်ဆုံးဝင်းတသိန်းနဲ့ဈေးတက်သွားတော့တယ်ဟွန်းဒါဆိုဦးလေးဒီလူတွေကိုဝင်းတသိန်းပေးလိုက်ရတယ်ပေါ့ပေးလိုက်ရတာပေါ့တူမကြီးရဲ့လေးသိန်းလုံးယူမသွားတာမောင်မင်းကြီးသားတွေကိုကျေးဇူးတင်ရအောင်မယ်ဖြစ်မဖြစ်ရလေဦးလေးရဲ့ဘာလို့ပေးရတာလဲ မပေးဘူးတင်းကန်နေပြီးရက်စကန်ပုံစံရောပေါ့သူတို့တကယ်ထောက်လိုက်ဟုတ်ချင်မှာဟုတ်မှာကလုံးပေါ်ထိတ်ကွက်တဲ့လှုပ်ရှားနေကြလူလင်တွေလည်းဖြစ်နိုင်တယ်ရဲတိုင်လိုက်ဖို့ကောင်းတယ်ကာလာပြည့်ကြီးထဲမှာတူမရင်ရက်စကန်တိုင်ဖို့နေနေတာသာရဲဖုံးလည်းဦးလေးမသိပါဘူးဒီကိစ္စလူတွေတည်သွားလည်းမကောင်းတတိတည်သွားရင်ဦးလေးလောက်ပါထိခိုက်နေဦးမယ်အခုဒီငွေတွေဦးလေးစရော်ရမှာပေါ့မိမနာကအနက်ကလေးပေါင်ရင်ကောင်းမလားအပြက်ရောင်ရင်ကောင်းမလားစဉ်းစားနေတာ ပြည်သူတွေရဲ့ဘဝမလုံးကျုံမှုစိတ်ဓာတ်ညှို့နှံမှုအကြောက်တရားတွေတိတ်တီးတထက်တိတ်တီးအောင်ပေါ်ဆောင်နေမှုတွေကိုဘသူတွေကပြုလုပ်နေတာလဲဥပမင်းလိုအဖြစ်မျိုးအခြားတနေရာနှစ်နေရာသုံးနေရာလေးနေရာမြမပြည်တနန်တရားကလူတွေမကြုံတွေ့ရဘူးလို့ပြောနိုင်မလားဝက်လန်တုံးဖြာခင်းကျင်သူတွေခစ်ပြက်မှာတတိဖြစ်ကျင်သူတွေရောင်တော်ပြန်နဲ့ရောပြီးအယောင်လွတ်ကျင်သူတွေအင်းလေ ချုပ်မှာကောက်ချက်သူဆိုတာနှစ်ဖူးမှာစာထိုးထားတာမှမဟုတ်တာကျမဥပမင်းကို ပြောဖို့ဖြည့်တဲ့စကားတွေစွန့်အားရှားပါနေတော့သည်ဒီတခါတွေ့တွေ့ငင်းငင်းဖြစ်သွားသူက ကျမကိုယ်တိုင်ပဲတခုတော့စောင်းရဲ့ပြင်းဥလင်စင်းလဲခြင်းစားရေးဆရာမကြီးလူလူတော်မတော်တော်မထန်ကျမရောက်နေစဉ်ဒီပင်းရင်ရခင်ကြီးဖြစ်ချိန်နဲ့တိုက်ဆိုင်နေသည်စာတူစာရှည်တွေတော်တော်မထန်ရောက်လာသည် ဒီပန်းရေးကိစ္စဖြစ်နေချိန်တွင်ရေးပြထားပြီးကဲပါအောင်မီရဲဆိုပြီးတော်တော်ကိုတိုင်တယ်ထားသည်အမေဦး၏မျက်နှာမှာစာနာခြင်းတရားတွေထူထဲမှိုင်းမုံနေသည်ကြေကွဲခြင်းတွေဝေ့တည်နေသောမျက်ဝန်းဆောင်ကတော့ပြည်သူပေါ်ချစ်စိတ်ရဲမှန်တို့ဖြင့်တစ်ဖြတ်ပြန်ဇေယတာမထောင်းနေလျင်လူမှုတွေထောင်းလမောင်းကြီအောင်တိုက်ပွဲဝင်မိအမေတခါမှတော့ပြပတန်လွင်မီဒီယာတကူမှဖုံးပြလှန်ပြီးတော်တော်ကိုအင်တာဗျူးသည် ကျွန်တော်တို့နိုင်ငံဒီမိုကရေစီပဲတော့ရမယ်လို့အမေထင်ပါတယ်။တတော်ပြန်ပြေးလိုက်ပုံကဒီမိုကရေစီရဖို့ဆိုရင်လူတွေများကြီးလမ်းပေါ်ထွက်ကြရအောင်မယ်။လူတွေများကြီးတည်ကြည်အသက်ပေးကြရအောင်မယ်။ဒီလိုဖြစ်သွားခဲ့တယ်။အခုလူတွေသာမကအတန်ကာရော်တွေပင်လမ်းပေါ်ရောက်ခဲ့ကြပြီ။ဒီမိုကရေစီကတော့ဝင်းနေစေ။သုံးနှစ်သာစာပေနှင့်အမှုပညာမဂ္ဂဇင်းအတွဲနှင့်အမှတ်1 January 2015 ဟုတ်ကဲ့ပါ အခုလက်ရှိအချိန်နဲ့တသက်သေးပါပဲရှင် အခုလဲခုဖြစ်ပြနေတဲ့မြန်မာပြည်ကလည်းအခုချိန်ထိပြစ်စံဒရစ်တော်လို့ပဲပြစ်စံဒရစ်ဖြစ်နေစေပေါ့နော်အမောင်ဖုံးနေပြီးတော့သာသနာမထွန်းတဲ့တကယ်ကိုအမောင်ဖုံးကာလာကြီးဖြစ်နေရပေါ့နော်အဲ့တော့လေအားလုံးပဲကြွကြွဆဆကြွဖြတ်သွားကြရအောင်ပါရှင် ကျန်ခဲ့တဲ့အနှစ်20တုန်းကလည်းအခုလိုမျိုးပဲဆိုတော့အခုချိန်အခုမျက်မှောက်ကာလကိုအကောင်းဆုံးကြော်ဖြတ်မှာပဲနောက်ထပ်ဒီကလေးတွေလည်းဒီချိန်နေဇိုးကြီးတွေကို မကြော်ဖြတ်ရမှာပေါ့နော်အဲတော့ဒီကာလကိုကိုရင်းနဲ့ပဲအဆုံးသတ်ကြအောင်နော်ပစ္စန်တရဲအမှောင်ဖုံးကာလတွေအမြန်ဆုံးကြော်လွန်ပြီးတော့အလင်းရောင် အမြန်ဆုံးရရှိမဲ့နေရက်တွေကိုတောင်းမျှော်ရင်အခက်ခဲတွေကိုအတူတူကြော်ဖြတ်သွားကြမယ်နော် ဟုတ်ကဲ့ပါဒီနေ့မှာနားဆင်အားပေးခဲ့ကြတဲ့ချက်တော်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။နောက်ရက်မြမှာနောက်ထပ်ဝတ္ထုတို့အစ်စ်လေးနဲ့ပြန်လာခဲ့ပါမယ်နော်။ဟုတ်ကဲ့ပါ။ဘေးကင်းလုံခြုံတဲ့နေ့ရက်လေးဖြစ်ကြပါစေရှင်။တာလာဆာရဲ့အမှတ်တရလေးတွေကိုကွမ်မန့်လေးတွေချန်ထားပေးခင်နိုင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒါဆိုရင်ပြန်ဆုံမယ်နော်။ Bye bye ။